မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကို တင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးအနေနဲ့ရှက်ဖွေလာရှိုးမော်ရီဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် တိတ်တုံများနှစ်ခုဒုတိယအကြော့စစ်စင်ရေးနဲ့တင်ပိုက်ထားခဲ့တဲ့လာရှိုးမျိုးကိုကိုလာအကြမှာစစ်ကောင်စီလက်ကိုပြန်အပ်လိုက်ရပါတယ်။အဓိကအကြောင်းရင်းကတော့အများသိကြတဲ့အတိုင်းတရုတ်နိုင်ငံရဲ့အတင်းကျပ်ဖိအားပေးဆောင်ရွက်မှုကြောင့်ပါပဲ။ ဖိအားပေးတယ်ဆိုရမှာကိုကန့်ခေါင်းဆောင်ကိုဖမ်းထားပြီးတော့အကြက်ကင်နဲ့အစင်းထိလှုပ်ခဲတာလဲအားလုံးအသိပါပဲကိုကန့်ရဲ့မိသားစု၄စုကိုဖြုတ်ခွဲလိုက်ပြီးမင်းတို့ဖုန်းမိသားစုမရှိရင်လဲကိုကန့်ကဆက်ရှိနေမှာပဲလို့တရုတ်ဘက်ကဆိုခဲ့တာပါအဲ့တော့နောက်ဆုံးအချိန်လေးက AB 21ရက်နေ့လောက်ကစပြီးစကားစလက်ထဲလွှဲပြောင်းပေးရတာပါပဲ ်ထူးခြားတာကတော့ဒီကိစ္စကို တရုတ်ရဲ့မြန်မာအရေးအထူးကိုယ်စားလှယ်တိတ်ရှိခြင်းကိုယ်တိုင်လာရှိုးမှာရုံးထိုင်ပြီးအနီးကပ်ကြည့်ကြံနေတာပါဒါကတော့တရုတ်ဟာကိုကန့်ကိုရောစကားစကိုပါယုံကြည်စိတ်ချနေတာမဟုတ်ဘဲသူစီမံတဲ့အတိုင်းအမားရင်တစက်ကလေးမှမရှိအောင်လုပ်တယ်ဆိုတဲ့သဘောပါပဲဒီကိစ္စနဲ့ပတ်သက်လို့တီရင်ဒီပါမှာဝေဖန်မှုအမျိုးစုံအမြင်မျိုးစုံရှိနေတာဖြစ်ပါတယ် ဒီဖြစ်ရပ်များနဲ့ပတ်သက်လို့သဘောထားပေးကြမယ်ဆိုရင်ဗဒမာဦးစိုးအနေနဲ့တရုတ်ရဲ့မြမနွေဦးအပေါ်သဘောထားကိုဘာမှမဝေးသေးတဲ့တစ်တုံညာနှစ်ခုပထမလိုင်းကာလလောက်ကစလို့ပြန်ကြည့်တင်တာဖြစ်ပါတယ်။အဲဒီအဆင့်မှာကလေးကတရုတ်ကစစ်စင်ရေးတွေကိုတားခဲ့တာဖြစ်လို့စကားစနဲ့ကိုကန်ကြားညှိပေးခဲ့တာဖြစ်ပါတယ်။ DNL အပေါ်အပြင်းမှတကယ်မရှိတဲ့ရွှေလီအုပ်ချုပ်ရေးအဖွဲ့ဆိုတာကနေပြင်းပြင်းထန်ထန်တားမြစ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာအပြစ်ခတ်ရေးစရေးကိုစကားစ ဘက်ကချိုးဖောက်တဲ့အတွက်ဒေသုံများနှစ်ကိုဒုတိယလိုင်းကိုဆင်နွှဲရာက လာရှိုးစစ်ဌာနချုပ်ပါကိုကန်လန်အောက်ရောက်သွားခဲ့တာပါပဲတရုတ်ဘက်ကအရေးကြီးတဲ့ခြေလမ်းကို2024ဩဂုတ်လဆန်းမှာဝန်ကြီးရဲ့နပ်ပါတခီးစင်မှာစတင်ခဲ့တာပါ ဒီခြေလက်ဟာအလွန်အရေးကြီးတဲ့အတွက်မြမအရေးတမိုင်းစဉ်တလျှောက်ထည့်သွင်းမှတ်သားပြီးပြောကြားရမယ့်ကိစ္စဖြစ်ပါတယ်ဒီခီးစဉ်မှာတရုတ်ဟာ policy တစ်စစ်ချိုးပြီးစကားစကိုပြက်ပြက်တတ်တာထောက်ခံတဲ့ရည်တည်ချက်ကိုလာပြောတာပါပဲဒီချက်ကတရုတ်ဘော်အကျိတ်ခဲရှိတဲ့မအားလာတောင် အားသင့်စေနိုင်ပါတယ်နောက်နှစ်ရက်လောက်မှာချင်းမိုင်လေးနိုင်ငံနိုင်ငံသားဥက္ကဋ္ဌများအစည်းအဝေးမှာမြန်မာအတွက်စီးတုံးကြီးဆိုတာကိုပြောခဲ့ပါတယ် ။အဲ့ဒီအချိန်မှာ PDF insight ကလည်းဝန်ကြီးအတွက်စီးသုံးစီးဆိုတာကိုတံပြန်ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။နောက်ရသက်တပတ်အချို့မှာမြမအနွေဦးအပေါ်တရုတ်ရဲ့သဘောထားနဲ့ပတ်သက်လို့ လုံးဝခြံထားလို့မရတဲ့အစည်းအဝေးတစ်ခုတရုတ်နိုင်ငံပူအာမြို့မှာကျင်းပခဲ့ပါတယ်။အဲဒါကဩဂုတ်29ရက်မှာတင်ရှိကျွေးတဲ့ဝါအဖွဲ့ကကြောက်ကော်အန်တို့တွေ့ဆုံပြီးကိုကန့်ကိုပြင်းပြင်းထန်ထန်ပိတ်ဆို့အရေးယူဖို့အသေးစိတ်ကိစ္စတွေကိုတရုတ်ဘက်ကလာပြောတာပါပဲ။အဲဒီအစည်းအဝေးမှတ်တမ်းဟာနောက်နှစ်လလောက်အကြာမှာပေါက်ကြားလာတာဖြစ်လို့ကိုကန့်ကိုဖြန့်ငါးဖြတ်လုပ်ဖို့အသေးစိတ်စီစဉ်မှုဩဇာပေးမှုတွေကိုအန်အော်ဗနန်ကြားသိကြရတာဖြစ်ပါတယ်။အဲဒီမှတ်တမ်းကိုဖတ်ကြည့်ရင်တရုတ်ရဲ့ ြန်မာအပေါ်သဘောထားအထူးသဖြင့်နေဆက်ဒေတာတွေဘလို့ကင်တွင်မယ်ဆိုတဲ့အသေးစိတ်အမြင်တွေတွေ့ကြရမှာပါဝန်ကြီးပြောကြားချက်နဲ့တင်ရှိကျင်းရဲ့ပြောကြားချက်အားလုံးဟာလက်တလောကာလအတွင်းရေရှည်လဲဖြစ်သွားနိုင်တာပါပဲကျင်းသုံးမဲ့တရုတ်အမြင်ပါပဲအထူးသဖြင့်တင်ရှိကျင်းပြောတဲ့နေရာမှာသူတို့ရဲ့မြန်မာအပေါ်အမြင်အလုံးစုံ မြမအပေါ်မြင်တစုံလုံးပါဝင်တာဖြစ်ပါတယ်တရုတ်ဟာစကားစပြုတ်ကွဲရှုံးနိမ့်တာကိုလက်မခံဘူး PDF ဟာစကားစရဲ့ပြိုင်ပတ်မဟုတ်ဘူးနောက်ပိုင်းကန့်သက်ချက်တွေထဲမှာကိုကန့်ကို NUG နဲ့မဆက်ဆံရဆိုတာပါပါတယ်အဲဒီကာလကကိုကန့်ဘက်ကထုတ်ပြန်ချက်တွေအလုံးတရုတ်အလိုကျကြီးပဲထုတ်ပြန်ခဲ့ရတယ်ဆိုတာသိသာနေပါတယ်နေဆက်ကသူဩစာမကင်းတဲ့အဖွဲ့တွေဟာသူ့ပေါ်လစီအတိုင်းအတိအကျလိုက်နာဖို့တောင်းဆိုတာတွေဖြစ်ပါတယ် ဝါနဲ့ပတ်သက်ရင်ကရင်ကရင်နီတို့နဲ့ဆက်ဆံတာမျိုးတွေကိုပါမကြိုက်တဲ့သဘောပြောတာဖြစ်ပါတယ်ဒီလိုပိုင်စိုးပိုင်နဲ့ပြောရဲလုံရဲရတဲ့အကြောင်းရင်းကတော့ဖုန်ကြားရှင်တို့ပေါ့ယိုချန်းကြောင်းကြီးလိုင်းစတဲ့သူတွေဟာတရုတ်ကမွေးထားတဲ့မြန်မာဗတ်ချန်းကသူ့လူတွေဖြစ်ခဲ့ကြလို့ပါပဲ 1968ခုနှစ်ဘာကပပေါ်လာတဲ့အချိန်မှာဘာကပကိုတရုတ်ကလွှဲပေးခဲ့တယ်ဆိုတော့73ဖွဲ့ထဲမှာသူတို့ပါဝင်ပါတယ်။ဒါကြောင့်သူတို့ရဲ့မျိုးဆက်တွေဖြစ်တဲ့ဖုန်တာရှင်ဖုန်ခွန်အထိတရုတ်အလိုလိုက်ရမှာဖြစ်သလိုဝါဘက်မှာလည်းပေါ့ယူချမ်းရဲ့သားပေါ့အိုက်ခန်းအထိလိုက်နာကြရမှာဖြစ်ပါတယ်။တရုတ်ကနေဆက်မှာကုမင်တက်တက်ကျွန်းတက်ကြံနေ ကုမင်တန်တက်ကျွန်းတက်ကြံနေရန်ကကာကွယ်ဖို့ဒီလိုလူတွေမွေးလာရတဲ့အကြောင်းကမြမအစိုးရအဆက်ဆက်ရဲ့အုပ်ချုပ်ရေးဟာနေဆက်ဒေတာတွေမှာဘယ်တော့မှထိထိရောက်ရောက်မရှိခဲ့လို့ပါပဲဘယ်တော့မှတိုင်းရင်းသားအခွင့်အရေးတွေကိုချေချေမြင့်မြင့်နားလည်ခြင်းမရှိခဲ့လို့ပါပဲ စာရှိမှမို့အတူချုပ်ပြောရရင်ဒီလိုပဲပြောရပါလိမ့်မယ်ဒါပေမဲ့နေဆက်မှာဘကပချုပ်ငိမ့်သွားတဲ့နောက်ဒီလိုအဖွဲ့တွေဆက်ပြီးရှိချင်းဟာသူ့နေဆက်ပိုလုံချုံနေစီးပွားပိုဖြစ်တယ်ဆိုတာတွေ့လာတော့တာဖြစ်ပါတယ်အဲဒါကြောင့်ဒီချားကန်စုံတွေကပေးတဲ့ဒုက္ခအချို့ကိုတီးခံပြီးဆက်ထိန်းထားခဲ့တာဖြစ်ပါတယ်ဆက်ထိန်းထားခဲ့တာပါပဲဒီဆယ်စုနှစ်အတွင်းတရုတ်ဟာအင်အားကြီးဖြစ်လာပြီးတောင်တရုတ်ပင်လယ်ရေထိုင်ဝမ်ရေတို့မှာ ွင်ရာတွေထုတ်ပြလာတာရှိပါတယ်။ US နဲ့လည်း Trump ရဲ့ဒုတိယတက်တန်းမှာပိုပြီးပြန်ရတာတွေရှိလာမယ်။ဒါကြောင့်နေဆက်မှာ WhatsApp မိုင်းလာကိုကြားကန်ဆုံးထားပြီး data တွေနဲ့သူ့ရဲ့အနောက်တောင်ဘက်အနောက်ဖေးတကားကိုစောင့်ကြည့်ဖို့ကတော့မြန်မာမှာအင်မတန်ကုရခဲ့ရမဲ့နေတဲ့စစ်တပ်ကိုခုံမွေးလိုက်တာပါပဲ။တရုတ်အတွက်အနောက်တကားကိုခြံစည်းရိုးနှစ်ထပ်ကားထားလိုက်တဲ့သဘောပါပဲ။ ဒါပေမဲ့အလွန်အကူတူများတဲ့မဟာလာက နောက်ဆက်တွဲငလင်းလေးပါဖြစ်လာတော့တရုတ်အဖို့ကူညီရတဲ့အတွက်ဒေါ်လာတန်း100ကျော်လောက်ထပ်ကုန်ရပြန်ပါတယ်တရုတ်အတွက်ကတော့အနောက်အင်အားများဝင်မလာရေးအတွက်အကုန်ခံရတော့မှာဖြစ်ပါတယ်ဒီချိန်လေးကိုအွန်လိုင်းမှာအလွန်စိတ်ပြက်စရာကောင်းလောက်အောင်ဆွာလန်ကျဲနေတဲ့တရုတ်ဆရာမှာ တရုတ်ဆရာမတယောက်ကဒီလိုငိမ့်ချင်ရရအောင်ဘယ်သူလုံနိုင်တယ်လဲလို့ကုံစားတာတွေ့ရပါတယ်တကယ်တော့ဒါကငိမ့်ချင်ရမှမဟုတ်ပဲနှစ်ဖက်စလုံးကိုကြော့တက်ရင်တက်လုပ်ပြီးယာယီချေနဲ့အောင်လုပ်ပေးထားတဲ့သဘောပါပဲစကားစားဟာအချက်နဲလွန်းလို့ရွေးချယ်စရာလည်းမရှိလို့လက်ခံတာဖြစ်နိုင်ပါတယ်ကိုကန်ကမြို့ကွက်ကလေးမှာအပါကြံနေရအလုံးချုပ်ကင်ထားရတာပါ ချောက်ကန်ခွင့်ရထားတာပါတရုတ်အဖို့စီးပွားရေးကအရေးကြီးနေတော့နောက်မှာနေဆက်ကုံတွေရေးပြန်ဆနိုင်ရုံအခင်းကျင်းလေးကိုယာယီဖန်တီးတဲ့သဘောပါပဲနောက်တစ်ခုပြောလိုတာကဒီလောင်ရှုမော်ရီကတရုတ်အပိုင်လူတွေရှိတဲ့တရုတ်နေဆက်နဲ့ကုံတွေလမ်းကြောင်းဆက်ဆက်နေရာလောက်မှာပဲဖြစ်နိုင်ပါတယ်အခြားနေရာတွေမှာဒီလိုဖြစ်လာနိုင်စရာမရှိပါဘူးဒါတောင်မှတရုတ်ဘက်ကဆွတ်ဖက်တာမဟုတ်ကြောင်းကိုကြီးဖြည့်ရှင်းပေးတာဖြစ်ကြောင်းနိုင်ငံတကာကိုပြောနေရတာပါတကယ်တော့အချုပ်ချာအာနာတို့ဒေါတာဝန်အရေး ၄သုံးပါတို့ဆိုတာတွေစီမံမှန်းတယ်လို့ရွတ်ခဲ့တဲ့စကားစာအတွက်ရှက်တဲ့ရင်လဲတေလောက်တဲ့ကိစ္စပါတူတက်ထဲမှာတောင်မချေနဲ့သူတွေရှိလာလို့တရုတ်ဟာငါတို့အဖေကြီးတွေတုန်းကလည်းကူခဲ့တယ်ခုလဲကူနေတဲ့ဂျေဇုရှင်ဖြစ်ကြောင်းဂျေဇုမတိတတ်တဲ့သူတပည့်တွေကိုဆုံးမနေရတယ်မဟုတ်ပါလားဒီဘက်မှာလည်းဝါကိုအကြီးကျယ်အားကျနေတာတွေရှိခဲ့တော့အခုဆိုဝါလို့ဒီလိုတီထောင်တာတွေ အခုဆိုဝဒီလိုထောင်းနေတာနောက်ွယ်ကအချုံအောင်အကြီးစားရှိနေတယ်ဆိုတာကိုအချုံအောင်အကြီးစားရှိနေတယ်ဆိုတာကိုတွေ့မြင်လောက်ပါပြီဝကဘယ်တော့မှခွဲမထွက်ဘူးဆိုတာလည်းနားလည်လာကြပြီထင်ပါတယ်ဝသာခွဲထွက်လို့တရုတ်လက်အောက်ရောက်ရင်ပေါင်မျိုးနယ်တွေအခုလိုနေစားပယ်စားလို့စစ်ဗျင်လို့တချီတနန်းဘယ်နေလို့ရပါမလဲတရုတ်ဘက်ကဝတွေဘလို့ခွင့်ရေးပဲရှိတာသူတို့သိတာပေါ့နောက်တစ်ချိန်မှာတော့တရုတ်နဲ့မြန်မာကြားဂျားကန်ဆုံးမရှိရေလောက်ကြရမှာပါ ဒီရက်ပိုင်းမှာသတင်းတွေကအတော်ဆုံးပါတယ်။ဘာကုန်းဘက်ကသတင်းလိုအတိမပြုတ်နိုင်တာတွေကများပါတယ်။ဒီပလိုမတ်စာဆောင်မှာမြန်မာတယောက်ရေးထားတဲ့စောင်းပါးတစ်စောင်းတွေ့ရပါတယ်။အချက်၃ချက်ပြောတဲ့အထက်မှာတတိယအချက်ကိုစိတ်ဝင်စားမိပါတယ်။မြန်မာဟာကမ္ဘာပထဝီနိုင်ငံရေးရဲ့လုံးဝမျက်ကွယ်ပြုခံရရင်တရုတ်လွှမ်းမိုးသွားနိုင်တယ်။ပထဝီနိုင်ငံရေးပြိုင်ဆိုင်ရာကြီးဖြစ်လာရင်လည်း proxy စစ်ပွဲတွေရောက်နိုင်တဲ့အနေအထားတွေရှိနေကြောင်းပြောထားတာပါ။ ဒေါအောင်ဆန်းစုကြည်ကတော့ဒါရီအားလုံးကြိုမြင်ထားလို့ဒေတာရင်းဂုံတိတ်ခါရှိတဲ့ဆက်ဆံရေးမျိုးကိုထူထောင်ခဲ့တာပါအခုလူငယ်မျိုးဆက်တွေနိုင်ငံရေးခေါင်းဆောင်တွေအဖို့ကတော့မဟာလာနဲ့စေုပ်စုရဲ့အာဏာဖက်တွယ်ထားရရေးကြိုးပမ်းချက်နဲ့အန်ရီများလာတဲ့အယူွက်တွေကိုကြော်နေပြီးတော်လှန်ရေးအောင်မြောက်ကိုစွမ်းကိုစားနေပဲလှုပ်ကြရမှာပါပြည်သူတွေလိုလားတဲ့နိုင်ငံအစ်ကိုလည်းကိုစွမ်းကိုစားနေပဲတိဆောက်ကြရမှာ ဖြစ်ပါတယ်